တလောတော့ကကဘာမှာနိုင်ငံ20ရွေးချယ်ပြီးတော့အလှူဒါနပြုတဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံကနံပါတ်1နေရာမှာရှိတယ်။မြန်မာနိုင်ငံနဲ့တွဲဖက်ပြီးတော့အမေရိကနိုင်ငံလည်းနံပါတ်1နေရာမှာရှိတယ်။နိုင်ငံ20ထဲမှာအလှူဒါနပြုတဲ့ထဲမှာမြန်မာနိုင်ငံကထိပ်ဆုံးမှာရှိတယ်။ဒီနေရာမှာတချို့လူတွေက တွစ်တောကြံစီကြသေးတယ် မျက်မှောက်ခေအခြေအနေကိုကြည့်ပြီးမြန်မာနိုင်ငံဟာဒါနကောင်းမှုတွေဒီလောက်ပြုနေရတဲ့နဲ့ဘာဖြစ်လို့ဆင်းရဲနေရသလဲလို့တချို့ကစောရကတက်ကြတယ်ဒါနကောင်းမှု ပြုယုံနဲ့ချမ်းသာလိမ့်မယ်လို့ထင်ပြီးတော့စောရကတက်တာလည်းဖြစ်နိုင်တယ်ပေါ့သို့တော်လဲဒါနကောင်းမှုဆိုဒီမှာရသော်ဗျာကဒါနတံဗုဒ္ဓာနိဘောဂာနိ လူတွေရတဲ့စိစိဥစ္စာဟာဒါနကိုအခြေခံပြီးတော့ရလာတာလို့ဒီလိုဆိုထားတာဟာဘဝတန်တရာမှာရည်ညွှန်းပြီးတော့မိန်ကြားတာသာဖြစ်တယ်။အခုလူဖြစ်လာတဲ့အချိန်မှာကြီးပွားတိုးတက်မှုဆိုတာဟာတခြားအကြောင်းတွေကိုဒါမြတ်စွာဘုရားဟောတာ။ဒါနကောင်းမှုလောကမှာကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူး။ဒါနကောင်းမှုရဲ့အထောက်အကူရလာပြီဆိုရင် လူဟာဆိုပါစို့မွေးလာကြတဲ့က ကျွယ်ဝချမ်းသာတဲ့မိသားစုတွေမှာရောက်လာတဲ့ကလေးတွေအများရှိတာပေါ့မွေးလာတဲ့အချိန်မှာဆင်းရဲတဲ့အိမ်ရောက်သွားတဲ့မိသားကလေးတွေရှိသလိုလူတွေရှိသလိုချမ်းသာကျွယ်ဝတဲ့အိမ်ရောက်သွားအဲ့ဒီချမ်းသာကျွယ်ဝတဲ့မိဘအိမ်မှာသွားပြီးတော့လူဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေလို့ဆိုတာခမန်းကြည့်လို့ရတယ်သို့မဟုတ်မိမိကိုယ်တိုင်ရွေးချယ်လာတာဆိုတာမဖြစ်နိုင် လူသားတွေကအလုံးဟာရွေးချယ်ခွင့်ရှိလို့ရွေးချယ်ကြမယ်ဆိုရင် ချမ်းသာတဲ့အိမ်ကိုရွေးပြီးတော့သွားကြမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ရွေးချယ်ခွင့်မရှိလို့မိမိတို့ကြာရအိမ်မှာမွေးဖွားကြရတာဆိုတော့အတိတ်ကအကြောင်းတရားတစ်ခု အကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးဆိုလို့ရှိရင်တော့အကြောင်းတရားတစ်ခုဖြစ်ရှိနိုင်အဲ့ဒီအကြောင်းဟာဘာလို့ဆိုရင် ကိုကိုယ်တိုင်လုပ်ခဲ့တဲ့ဌာနကောင်းမှုပဲလို့ ီလိုခမှန်းပြီးတော့စဉ်းစားဉာဏ်နဲ့သိရှိနိုင်တယ်ပေါ့သိရှိနိုင်အေးပိစ္ဆဗံဘဝမှာချမ်းသာကြွယ်ဝမှုဆိုတဲ့နေရာကြတော့မြတ်စွာဘုရားက ဟောထားတာလုံကြိုးစားတယ်အသိဉာဏ်ရှိတယ်လုံကြိုင်တတ်တယ်လုံလနဲ့ဝိရိယရှိတယ်အသိပညာရှိတယ်ဆိုလို့ရှိရင်ချမ်းသာကြွယ်ဝနိုင်တာပဲ။ စီပွားရေးပညာတွေသင်ယူကြပြီးတော့စီပွားကြိုးစားအားထုတ်ကြအဲတော်တော်များများဟာ မကြည်ပွားဘူးဆိုတာတွေကမချမ်းသာဘူးလို့ဆိုတာတွေဟာမကြိုးစားတဲ့လူတွေပဲများတယ်အကယ်၍သာတတိထားပြီးကြိုးစားအားထုတ်ကြမယ်ဆိုရင် ချမ်းသာနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားက ချမ်းသာကြွယ်ဝဖို့ဆိုတဲ့နေရာမှာဒါနကောင်းမှုကိုအဓိကထားပြီးထဲ့မပြောပဲနဲ့ လူဘဝမှာလူဖြစ်လာပြီဆိုလို့ရှိရင်နမတ္တိကဘာတော့စီးပွားရေးမျက်စိရှိရမယ်လို့ဒီလိုဟောစီးပွားရေးမျက်စိဆိုဒီမှာနော်အယောင်းဝယ်နဲ့ဆံရစီးပွားလုတ်တတ်တဲ့ပညာမျက်စိကိုဆိုလို့တယ်ပေါ့ဘယ်လုတ်လို့ရင်ချမ်းသာကြွယ်ဝနိုင်တယ်ဘယ်လုတ်ဟာနော်အရင်ဘလောက်ကြားတယ်အမြတ်ဘလောက်ရှိတယ်ဆိုတဲ့စီးပွားရေးနည်းပညာအလွန်ကျယ်ပြန့်တဲ့စီးပွားရေးနည်းပညာ မိမိကြီးပွားတိုးတက်နိုင်တဲ့လုပ်ငန်းတစ်ခုကိုရွေးချယ်ပြီးတော့ကြိုးကြိုးစားစားလုပ်မှုဒါအရေးကြီးတုတ်တန်တစ်ခုမှာမြတ်စွာဘုရား ဟောတာလဲဆက်ခုမှာစီးပွားရေးအမြင်ရှိရမယ်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တွေကြီးပွားတာပဲအမြင်ရှိုံနဲ့ကြီးပွားလာဆိုအမြင်ရှိတဲ့နောက်မှာဝိဓုရသူများတဲ့ကြိုးစားတဲ့ဆိုတော့လုံလဝိရိယရှိရမြန်မာနိုင်ငံမှာပဲတချို့ဆိုရင်အသက်အစိတ် 30လောက်တင်မဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်နေကြတယ်။ဘာဖြစ်လို့တုံးလို့ကြိလိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာပင်ကိုယ်ကမိဘကချမ်းသာလို့ချမ်းသာတာမဟုတ်ဘဲနဲ့သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ချမ်းသာတယ်ဆိုတာအမြဲတမ်းထင်ရှား။ယမနိုင်ငံမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရဲ့အထုပ်ပတ္တိကိုတည်တည်ချာချာလေးလံဆန်းစစ်ကြည့်မယ်ဆိုရင်စီးပွားရေးအမြော်အမြင်ရှိပြီးစ조사အထုပ်မှုဟာအဓိကဖြစ်နေ ်ရသော်ဘုရားဟောထားတဲ့အထက်မှာစကုမှအမြင်ရှိရမယ်ဝိဓုရသူများတဲ့လုံလိုက်ဝိရိယကောင်းနေတ္တယတမ္ပဏအမိကောင်းရှိရဒါဟာလိုအပ်တဲ့အချက်တွေစီးပွားဖြစ်လာပြီဆိုရင်ဒီအချက်တွေဟာအရေးပါတယ်ဆိုတာအမတန်မှထင်ရှားထို့တူပဲမြတ်စွာဘုရားဒီဘဝကြီးပွားတိုးတက်ဖို့အတွက်က ဥဋ္ဌာဏတံ္မာလုံလဝီရိယကြီးမားစွာကြိုးစားအထုံမှုဆိုတာထိတ်တန်းတင်ပြီးတော့ပြောကြိုးစားဆိုတဲ့အထဲမှာဘာတွေပါတော့ဆိုလုပ်ငန်းကျွမ်းကျင်မှုပါတယ်ဤပညာဤစနစ်ကောင်းတာပါတယ်ဇွဲကောင်းတာပါတယ်အဲ့တော့ကြိုးစားအထုံမှုဆိုတဲ့အထဲမှာကျွမ်းကျင်မှုကလည်းပါကျွမ်းကျင်မှုရှိဖို့လိုတယ်ဤပညာကောင်းဖို့လည်းလိုတယ် ဆွဲကောင်းဖို့လည်းလိုတယ်ဆိုတော့အဲ့ဒီအချက်၃ချက်နဲ့စ조사အထုတ်မယ်ဆိုရင်စီးပွားဥစ္စာဆိုတာတိုးတက်လာတာပဲမြန်မာလူမျိုးတွေဒါနလုပ်ပြီးတော့ဒီမကြည်ပွားဘူးလို့ဆိုတာကိုခြုံငုံသုံးသပ်ပြီးတော့ကြည့်မယ်ဆင်းရဲတဲ့လူတွေရှိနေသေးတယ်ဆိုတာကြည့်မယ်ဆိုရင်ဘာကြောင့်ဆင်းရဲနေသလဲလို့ဆိုလို့ရှိရင်အတုံးနဲ့အဖြုံးကိုနားမလည်လို့ဆင်းရဲတယ်လို့ရေပေါ်ရအဖြစ်ပြောလို့ရတယ် နော်ဒါနကောင်းမှုဘလောက်ပဲရှိရှိအသုံးဖြုံးမတတ်ဘူးဆိုရင် ချမ်းသာတဲ့လူလဲဆင်းရဲသွားနိုင်တာပဲဒါကကုသိုလ်မရှိလို့မဟုတ်ဘူးဒါနကြောင့်ဆင်းရဲတာမဟုတ်ဘူးဆင်းရဲခြင်းအကြောင်းကအသုံးအဖြုံးကြီးမားခြင်းပဲဖြစ်တယ်မြတ်မလူမျိုးမှမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကဗာရာဏသီတထေသာဆိုလို့ရှိရင်မလုပ်လေဂရေ80ကျွယ်ဝတယ်ချမ်းသာတယ်နေတဲ့ပစ္စည်းဥစ္စာတွေမဟုတ်ဘူး သူရဲ့ဇနီးကပါလာတဲ့ပစ္စည်းဥစ္စာကဂရေ80သူကဂရေ80အဲ့ဒါတော့ထီအောင်ကျွယ်ဝချမ်းသာတဲ့တထေးဟာ တဘဝတာလေးတောင်မခံဘူးအသက်ရွယ်ကြီးတဲ့ဘဝမှာခွက်လက်ဆွဲပြီးတောင်းစားရတဲ့သရောင်းစားဘဝရောက်သွားတဲ့ဆိုတဲ့ဇာလန်းတွေတောင်ရှိတယ်အဲ့ဒါဟာဒီချမ်းသာပါလေးရဲ့ပြန်ပြီးတော့မွဲသွားတယ်ဆင်းရဲသွားတယ်ဆိုတာကိုယ်နဲ့သက်ဆိုင်တယ်ပေါ့ ကိုယ့်ရဲ့လိုရတွေမမဟုတ်သည့်အတွက်ကြောင့်ဇီဝဥစ္စာ ပြည့်ချင်းအကြောင်းတွေမြတ်စွာဘုရားဟောထားတာရှိတယ်။နော်သူရာဒုဒ္ဒတဲ့ရစ်မှုတွေပေါ်မှာဒီအချိန်ဖြုံးတာအခဒုဒ္ဒအကစားဖက်ကြအချိန်ဖြုံးတာမြန်မာနိုင်ငံမှာလည်းပဲနှလုံးဒီဆိုပြီးတော့ထိုးလိုက်ကြလို့ဆင်းရဲသွားတဲ့လူတွေအများကြီးရှိတာပဲအဲ့ဒါလို့ကစားဖက်ပြီးလှုပ်တဲ့ပုံကိုယ်တွေ ဆင်းရဲမွဲတေမှုတွေနဲ့ကြုံသွားတယ်အတောင်စားဖက်ပြီးတော့အတောင်စားကျူးတဲ့ပုံကိုယ်တွေလည်းမွဲသွားတာဒါတွေကတခြားအကြောင်းကြောင့်ဖြစ်တာအဲ့တော့ချမ်းသာခြင်းချမ်းသာခြင်းအကြောင်းကိုစီဘူးအထောက်အပံ့ဖြစ်တယ်အေးကြိုးစားအထောက်လို့စီဘွားဥစ္စာ တိုးတက်လာပြီဆိုတဲ့အခါမှာအာရခသမ္မရာထိမ့်သိမ်းဆောင်ရှောက်မှုအလွယ်လင်းမရှိအောင် လုတ်တက်ကြင်တတ်မှုဟာအရေးကြီးတယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ကလူဘဝမှာစီးပွားဥစ္စာတိုးတက်ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာဤစနစ်တွေကိုပေးထားတာရှိတယ်။ရှင်ရှင်တုံတရားရှိတဲ့မိသားစုတွေအိမ်မှာမိမိတို့ရဲ့မိသားစုစီးပွားပြုစုပျိုးထောင်ပြီးဆိုလို့ရှိရင်ရထားတဲ့ပစ္စည်းဥစ္စာကို၄ပုံပုံစွာတို့ဝင်ငွေကို၄ပုံပုံ တပုံးကို emergency ထားတကယ်အရေးကြီးလာတဲ့အခါသုံးပြုဖို့တပုံးကိုဖယ်ထားရမယ်တပုံးဖယ်ထားပြီးတော့တပုံးကိုနေ့စဉ်စားသုံးတဲ့နေရာမှာသုံးပြုလို့ကြံတဲ့နှစ်ပုံးကိုတော့တိုးတဲ့ရေးအတွက်ဆက်လက်ပြီးတော့စီးပွားရှာဖို့အတွက်သုံးပြုရမယ်ဒီစနစ်အတိုင်းလိုက်တာကျင့်သုံးမယ်ဆိုရင်ဆင်းရဲမွဲတေစရာအကြောင်းမရှိဘူးဆင်းရဲမွဲတေခြင်းအကြောင်းဟာဒီ မလုတ်တက်မကင်တက်နဲ့စနစ်တကျမသုံးခြင်းအသုံးနဲ့အဖြုံးကို နားမလဲခြင်းသာလျှင်ဆင်းရဲမွဲတေခြင်းအကြောင်းဖြစ်တယ်ပေါ့ဒီမန္တလေးမြို့မှာနေမယ်ဘုန်းကြီးတို့နဲ့တည်တဲ့ငငယ်တဲကနောက်เจ้าနေဆောက်ပြီးเจ้าအမဖြစ်သွားသူဟာသူ့ဘဝကိုပြန်ပြောပြတာကိုနားထောင်ဘူးတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး တိုင်းပြည်ပြန်ပြီးထူထောင်တဲ့အချိန်မှာဒီသူ့လက်ထဲမှာငွေလေး၅ချပ်ပဲရှိတယ်အဲ့ဒီငွေလေး၅ချပ်ကိုဒီပဲမြစ်ကို ပြုတ်ပြီးတော့အရက်ထဲမှာလဲပြီးတော့ရောင်းခဲ့ရတယ်ဆိုတဲ့အကြောင်းသူပြောပြအဲ့ဒီလိုပဲမြစ်ကိုပြုတ်ပြီးရောင်းရင်းဝယ်ရင်းကနေပြီးတော့စီးပွားကို စုဆောင်းရှာလိုက်တာနောက်ဆုံးမှာ မြန်မာနိုင်ငံမှာ စိန်ရွှေရတနာပိုင်နဲ့မြို့သမီးတူထီအောင်ဖြစ်သွားတယ်။ဒါကပုံပြင်မဟုတ်ဘူးတကယ်မန္တလေးမှာဒီလို အကြောင်းအရာတွေရှိတယ်။ဘာဖြစ်လို့ဖြစ်တာတုံးဆိုတော့စဉ်းစားကြည့်နိ။ရသော်ဘုရားရဲ့ဆုံးမတိုင်းဥဋ္ဌာဏတံ္မာကြိုးစားတယ်။အာရခတံ္မာအလေလွတ်မရှိအောင်ထားတယ်။သမဇီဝိတာဝင်ငွေထွက်ငွေမြတ်မြတ်တာတုံးဆွဲတတ်တယ်။ နေတရတံပနာကလျာဏမိတ္တတာမိကောင်းဆွေကောင်းနဲ့ပေါင်းသင်ရှိတယ်ဆိုတော့အဲ့ဒီအင်္ဂါချက်လက်တွေနဲ့ပြည့်စုံမဲ့ဆိုရင်လူ့ဘဝကြီးပွားတိုးတက်မှုတွေဖြစ်နိုင်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမမှာဒီလိုရှိပါရဲ့တန်းနဲ့ဒီစနစ်ကို မလိုက်နာဘဲနဲ့စီးပွားဥစ္စာ တိုးတက်ဖို့သာမျှော်လင့်ပြီးတော့နေတယ်ဆိုလို့ရှိရင်တော့လွယ်မှားနေသေးတယ်လို့ဒီလိုပြောရအောင် စီပေါ်စံတိုးတက်ခြင်းတိုးတက်ခြင်းအကြောင်းကိုလောက်ကျမ်းမာခြင်းနဲ့လူကတော့ပါဇက်ကတော့ကျမ်းမာခြင်းနဲ့အေးကျမ်းမာခြင်းလို့ရှင်ဘာလို့ကျမ်းမာခြင်းလို့ရှင် ကျမ်းမာအောင် နေထရမယ်စားထရမယ်ဒီလိုဆိုလိုတယ်ပေါ့အလို့ဆိုရင်ကျမ်းမာခြင်းနဲ့လို့ဖျားရှိဆူတောင်းပြီးတော့မတည့်တာလဲစားတယ်အနေထိုင်မတတ်ဘူးမစင်ញင်ဘူး ကျမ်းမကြီးအထောက်ကူမဖြစ်တာတွေလုပ်နေတယ်ဆိုလို့ရှင်ဘယ်တော့မှကျမ်းမလာမှလည်းမဟုတ်ဘူးပေါ့ကျမ်းမလာခြင်းနဲ့ဆိုရင်အဓိကလူတွေမှာမတင့်တော်တဲ့အစာအစာကိုရှောင်ရှားဖို့တင့်တဲ့အစာအစာကိုညတာယုံစားဖို့ဆိုတာဟာအဓိကကြတယ်လို့မြတ်စွာဘုရားအဆုံးအမတွေထဲမှာဒီလိုဟောထားတာရှိမကျမ်းမဘူးဆိုတဲ့လူတွေတော်တော် မကြမ်းပါဘူးဆိုတဲ့လူ အများစုကိုပေါ့နော်ပင်ကိုကိုကကြမ်းမရေးချိုးတဲ့လူလည်းရှိနိုင်မကြမ်းပါဘူးဆိုတဲ့အများစုဟာအစားတော့မစင်ကျင်တဲ့ပုံကိုယ်ကြီးဖြစ်တတ်တယ်ပေါ့မစင်ကျင်သည့်အတွက်ကြောင့်ကြမ်းမရေးတွေထိခိုက်လာတယ်အနေတိုင်းမသင့်တော်သည့်အတွက်ကြောင့်ကြမ်းမရေးတွေထိခိုက်လာတယ်ဆိုတာမျိုးတွေကရာခိုင်နှုန်းများတယ်လို့ဒီလိုပြောဒါကြောင့်မို့ ကျမ်းမာခြင်းနဲ့ဆိုရင်ကျမ်းမာရေးလိုက်စားဖို့စားတော့မိမိနဲ့တင့်တော်တဲ့အစားတော့ကိုသာစားဖို့တင့်တော်တာဖြစ်တော်လဲအတိုင်းအတာတစ်ခုနဲ့စားဖို့ဒါဟာအင်တမအရေးကြီးတဲ့အချက်တစ်ခုပဲထို့တူပဲအသက်ရှိခြင်းနဲ့ဆိုသက်ရှိပြရစေလို့တောင်းတနေလို့မဖြစ်ဘူးအသက်ရှိခြင်းရဲ့အကြောင်းဆိုတာတင့်တော်တဲ့ရာသီဥရုနဲ့နေမယ်တင့်တော်တဲ့အစားအာဟာရတွေစားမယ်ကိုကျင့်သီလလုံခြုံစွာထိမ့်သိမ်းဆုံးရှုံးမယ် အရာရာဆင်ញင်တုံတရားနဲ့နေမယ်ဆိုဟောရာအသက်ရှိခြင်းအကြောင်းတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒါတွေဟာအသက်ရှိခြင်းအကြောင်းပဲလို့တပ်ပါယကာရီကိုဘဝနဲ့တင့်တော်တဲ့အနေအထားမျိုးတိုင်းနေတယ်ထိုင်တယ်လှုပ်တယ်ကိုင်းတယ်တပ်ပါယမတ္တကာရီကိုနဲ့တင့်တော်တယ်ဆိုတဲ့နေရာမှာလည်းအတိုင်းအတာတစ်ခုနဲ့လှုပ်တယ်အစာချင်ညက်တဲ့အစာအစာတွေကိုသာစားတယ်ကိုချင်းတီလပြေဝတယ်လို့ ကိုကျင့်သီလထိန်းသိမ်းစောင့်ရှောက်တယ်ဆိုဒါဟာအသက်ရှင်ခြင်းအကြောင်းတရားတွေနော်အဲ့ဒါလို့ဆိုင်ရဆိုင်ရအကြောင်းတရားတွေဟာ ရှိနေပြီးသားဖြစ်တယ်ပေါ့အဲ့ဒီရှိနေပြီးသားဖြစ်တဲ့အကြောင်းတရားတွေအတိုင်းလိုက်နာကျင့်သုံးဖို့ဟာအရေးကြီးမြတ်စွာဘုရားရဲ့အဆုံးအမလက်တွေ့ကျင့်သုံးရမှာဖြစ်တယ်မြန်မာနိုင်ငံအများစုကဆင်းရဲနေကြခြင်းဟာအတုံးနဲ့အဖြုံမတိခြင်းပဲတုံးတာလားဖြုံးတာလား ကိုနဲ့အတိုင်းတာတခုအရာလောကံဆောင်ရွက်နိုင်မှု ရှိဖို့အမတန်မှအရေးကြီးတာပေါ့ဒါကြောင့်မို့တချို့ကလည်းလောဘရှိမှချမ်းသာတယ်လို့ထင်ကြတယ်လောဘဟာချမ်းသာစေတတ်တဲ့အကြောင်းတရားမဟုတ်ဘူးချမ်းသာစေတတ်တဲ့အကြောင်းကဝီရိယနဲ့အသိပညာသာဖြစ်တယ်ပညာနဲ့လုံလနဲ့ပေါင်းစပ်ပြီးအလုံးလုံးမှ ချမ်းသာနိုင်တာလောဘရှိုံနဲ့ချမ်းသာတာမဟုတ်ဘူးဒါကြောင့်မို့ချမ်းသာကြွယ်ဝခြင်းရဲ့အကြောင်းတရားဟာ စီပါရေးပညာနဲ့ကြိုးစားအထုတ်မှုသာဖြစ်တယ်ဘော။အဲ့ဒါလို့ဆိုင်ရဆိုင်ရအကြောင်းတရားတွေကိုကြာကြာနာနာသိထားဖို့လိုအပ်တယ်ကိုကိုယ့်ရဲ့နေစဉ်ဘဝရသော်ဘုရားရဲ့ဆုံးမတိုင်းလေးပုံပုံတစ်ပုံပဲစားမယ်တစ်ပုံကို emergency အသုံးလိုတဲ့အခါသုံးဖို့ထားမယ်နှစ်ပုံပဲအရင်နေ့ပြုမယ်ဆိုတဲ့ပုံကိုတရားဟာဒီနှစ်ပုံရှုံးသွားအောင်တစ်ပုံ သူ့စီမှာကြမ်းနေတော့ကျွေးမတင်ဘူးပေါ့ ကိုမှတခုခြေမဲ့ဒီမဖြစ်တော့လက်မဲ့မဖြစ်တော့ကို့မှာစီးပွားဥစ္စာ ကို့မှာရှိနေသေးတယ်ဆိုရယ်အဲ့ဒါလို့ဖះရဲ့အဆုံးအမတိုင်းဘုရားဘာသာဝင်တွေလိုက်နာကျင့်သုံးမယ်ဆိုရင် မချမ်းသာတောင်ဆင်းရဲတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်နိုင်ဘူးလို့ဆင်းရဲတဲ့ပုဂ္ဂိုလ်ဖြစ်နေခြင်းဟာအတုံးနဲ့အဖြုံမကွဲခြင်းကြောင့်အဖြုံတွေများပြီးတော့ အတုံးကနေနေလို့ဒီလိုဖြစ်တာလို့တွက်ချက်လို့ရတယ်ပေါ့သို့တော်ဒါနရဲ့ဆွမ်းဆောင်မှုဆိုတာလောကမှာမရှိဘူးလားလို့ဆိုရှိညမလူမျိုးတွေဟာဒီကနေ့ခေတ်မှာကဘာမှာဒါနအလွန်များတဲ့ပုံကိုယ်တွေဖြစ်တယ်ပေါ့ဒါနအလွန်များတဲ့အခါမှာဒါနလှုပ်တာတောင်မှပဲအသိပညာနဲ့လှုပ်ဖို့လိုအပ်တယ်အဖြုံးဒါနမျိုးတော့မဖြစ်သင့်ဘူးအတုံးနဲ့အဖြုံးနဲ့ကိုက်ညီတဲ့ အကျိုးတက်ရောက်မှုကိုဖြစ်ပေါ်စေရတဲ့ဌာနမျိုးတွေပို့ပြီးတော့လုံးစင်လုံးထိုက်တယ်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကလည်းဌာနကောင်းမှုလုပ်ပြီးဆိုရင်အတုံးလားအဖြုံးလားဆိုတာကို ကြည့်ပြီးတော့အတုံးချကြဖြစ်ဖို့လောအပ်ချက်ကို ဖြည့်ဆည်းတဲ့ဌာနမျိုးပါရမီဌာနမျိုးတွေဖြစ်ဖို့အင်တန်မှအရေးကြီးတာပေါ့